28ကြိမ်မြောက်တာမန်တနင်္ဂနွေနေ့ရှင်လူကာအေယုန်ဂလိချန်းအခန်းကြီး18အခန်းငယ်17မှ19ကိုရောဒီဂျေရုဇလင်မြို့သို့ကြွားသွားတော်မူစဉ်ဆမာရိယနှင့်ဂါလိလိယနယ်စပ်တလျှောက်ကို ဖြတ်သွားတော်မူ၏ရွာတရွာသို့ကိုရောဝင်တော်မူသောအခါအနာကြီးယောဂသည်ဆယ်ဦးနှင့်တွေ့ဆုံ၍သူတို့သည်အဝေးတွင်ရပ်နေကြလျက်ဆရာသခင်ယေရှုကျွန်ုပ်တို့ကိုတနာတော်မူပါဟု ြေလောင်သောအတန်ဖြင့်တောင်းလျှောက်ကြ၏ကိုရောတီသူတို့ကိုမြင်တော်မူသောအခါသင်တို့သွားကြ၍သင်တို့ကိုယ်ကိုယဟန်တို့အားပြကြလောဟု သူတို့အားမိန့်တော်မူ၏သူတို့သည်လည်းယဟန်တို့ထံသို့သွားကြစဉ်စင်ကြယ်ချင်းတို့ရောက်ကြလေ၏ထိုသူတို့တွင်တယောက်သည်မိမိပျောက်ကင်းချမ်းသာရကြောင်းကိုမြင်သောအခါဖျားသခင်ဘုန်းတော်ကုံတော်ကိုကြေလောင်စွာ အော်ဟစ်ချင်းမွန်းလျက်ပြန်လှည့်လာ၏ ထို့နောက်သူသည်ယေရှု၏ခြေတော်ယင်း၌ပြတ်ဝုလျက်ကိုရောအားယေရှုတင်လေ၏ဤသူသည်ကစမာရိယလူမျိုးဖြစ်၏ယေရှုကလည်းဆယ်ယောက်သောသူတို့သည်ပျောက်ကင်းစင်ကြဲခြင်းသို့ရောက်ကြသည်မဟုတ်လောကြံသော၉ယောက်တို့သည်အဘယ်မှရှိကြသနည်းဖျားသခင်ဘုန်းတော်ကုံတော်ကိုချီးမွမ်းရန်ဤလူမျိုးသားတို့ဥမှတပါပြန်လာသူတယောက်များမရှိသလောဟုမိန့်တော်မူ၏ထို့နောက်ကိုရောကသူတို့အားတင်ထ၍သွားလော့ တင်းယုံကြည်ခြင်းသည်တင့်ကိုကယ်တင်လေပြီဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း reason to give thanks ယေရှုတင်ရခြင်းအကြောင်းယေရှုတင်ခြင်းဟာလူကျင်ဝတ်အဖြစ်ကျွန်တော်တို့နားလည်ထားကြပါလေဒါပေမဲ့ဒီနေ့သခင်ယေရှုပြောလိုတဲ့အကြောင်းကတော့လူကျင်ဝတ်ထက် နှက်ဆိုင်ပါတယ်။တာလွန်ပါတယ်။သူကနေပြီးသူကုသပေးလိုက်တဲ့ပုံကိုများကို ပြန်လဲကျေးဇူးတင်တာကိုချီးမွမ်းထားတာဟာသူကျေးဇူးတင်ခံခြင်းလို့ကျေးဇူးရှင်ကြီးအဖြစ်အတိမတ်ပြုခံခြင်းလို့မဟုတ်ပဲဖျားသခင်နဲ့ပြန်လဲအဆက်အသွယ်ထာဝရရှင်ထာဝရပြုဖို့ပြန်လဲဖိတ်ခေါ်လိုက်ခြင်းပဲဖြစ်ပါတယ်။ကျေးဇူးတင်ခြင်းမှာဒီဖျားသခင်ကိုချီးမွမ်းခြင်းအစဉ်ကိုသူကမြင့်တင်ပေးလိုက်ပါတယ်။ ဖျားသခင်ကိုချီးမွမ်းပါနောက်တစ်ဆင့်ထပ်ပြီးတင်ပေးလိုက်တာကတော့ယုံကြည်ခြင်းဟာမင်းကိုကယ်လေပြီကယ်တင်ခြင်းကိုမှဆက်လက်ပေးလာတာဖြစ်ပါတယ်ဒီမှာရင် သူ့ရဲ့ယူရချက်ကရှင်းပါတယ်သူကျေးဇူးတင်ခံခြင်းလို့ဒီပုဂ္ဂိုလ်ကိုဒီလိုပြောနေခြင်းမဟုတ်ဘဲဖျားသခင်ကိုပြန်လဲကျေးဇူးတင်ခြင်းအဖြစ်ဖျားသခင်ကိုချီးမွမ်းထောက်ပနာပြုပါရောက်ပြီးကယ်တင်ခြင်းရရှိစေရအကြောင်းဖြစ်တယ်ဆိုတာကိုညွှန်ပြနေခြင်းဖြစ်ပါတယ်ဒီပုဂ္ဂိုလ်တွေ ခန္ဓာကိုယ်ရကုသပျောက်ကွင်းခြင်းခံခဲ့ရပါတယ်။ဂျူးမဟုတ်တဲ့လူမျိုးခြားတယောက်သေးတာလည်းပြန်လည်ပြီးတော့ခြေသူတင်တာတွေ့ရပါတယ်။ကုသခြင်းခံခဲ့ရသောကိုယ်ရောက်သောဂျူးလူမျိုးများဟာပြန်လည်ပြီးခြေသူတင်တာကိုမတွေ့ရပါဘူး။ဂျူးလူမျိုးတွေမှာအစင်လာတစ်ခုရှိပါတယ်။ယုံကြည်ချက်လို့ပြောခြင်းလည်းပဲရပါတယ်။ဘာလဲဆိုရင်ဒီလိုကုသခြင်းများဟာသူတို့ပြထန်တတ်မှတ်ထားတဲ့အခမ်းအနားတွေထဲမှာသာဖြစ်ရမယ်။ ကုသပြောက်ခွင်းခြင်းရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းဟာဒီလိုသူတို့ရဲ့ဝိပုက္ခခြင်းအခန္ဓာတွေထဲမှာပဲဖြစ်ရမယ်လို့သတ်မှတ်ပြထန်းထားတာပဲဖြစ်ပါတယ်ဒါကြောင့်သူတို့ဟာဒီရာဝကိုပဲစိတ်ဆွဲပြီးဒီသူတို့တွားပြမဲ့ယဟန်ရှိတဲ့အစဉ်လာရပြထန်းထားတဲ့အခန္ဓာကျင့်မခြင်းအချိန်များအတွင်းမှာသာ ဖြစ်ပွားရမယ်လို့သူတို့ယုံကြည်ထားလို့ပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေရာအဲ့ဒီပုံကိုယ်တွေစီ မရောက်ခင်မှာပဲသူတို့ကုသပြောက်ခွင့်ချင်းခံလိုက်ရပြီဆိုတဲ့အချက်ကိုသူတို့သတိပြုမိခဲ့ပါတယ်။သတိပြုမိပြီးချင်းပြန်လှည့်လာတာကတော့ဂျူးလူမျိုးမဟုတ်တဲ့တိုင်းတစ်ပါးသားလူမျိုးသားတယောက်ဖြစ်နေတာထူးဆန်းစွာတွေ့ရှိရပါတယ်။ဒါကြောင့်ဒီဂျူးလူမျိုးများဟာထုံတန်းစင်လာရဘာသာရေးကျင့်ဝတ်တွေကိုပိုဦးစားပေးပြီးဒီကျင့်ဝတ်တွေရဲ့နောက်ဆုံးပန်းနိုင်ဖြစ်တဲ့ဖျားသခင်ကိုမေ့လျော့နေတာကိုတွေ့ရပါတယ်။တစိမ့်တူဦးဖြစ်တဲ့ဒီဘာသာကြားပုဂ္ဂိုလ်ကတော့ ဖျားသခင်ကိုချက်ချင်းတရားလိုက်တယ်။သူ့ရဲ့ကုသပြကွင်းချင်းဟာဒီပုပ်ကိုကြောင့်ဆိုတာကိုပဲချက်ချင်းဝန်ခံလိုက်ပြီးဒီဖျားသခင်ထံကိုအမြန်ပြန်လာတာကို ကြားသိကြပါတယ်။ဘာသာတရားရပြဋ္ဌာန်းထားတဲ့အခါနာအစီအစဉ်ဝိပုကိုဝဲခြင်းများဟာလိုအပ်ပါတယ်အရေးကြီးပါတယ်လှုပ်လဲလှုပ်ရပါတယ်ပါလဲပါဝင်ကြပါတယ်ဒါပေမဲ့ဒီပြုလုပ်ဆောင်ရွက်တမျှအရာအလုံးရဲ့နောက်ဆုံးပန်းနိုင်ကတော့ဖျားသခင်စီရောက်ဖို့ ဖျားသခင်နဲ့ထာဝရအဆက်အသွယ်ရဖို့ပဲဖြစ်ပါတယ်ဒီပုဂ္ဂိုလ်တွေဟာဒီနောက်ဆုံးပန်းနိုင်ကိုမေ့ပြီးလန်ခွတ်လက်သူတို့လောက်ရမဲ့ကျင့်ဝတ်တွေကိုပိုပြီးဦးစားပေးအာယုံရောက်နေတာကိုတွေ့ရပါတယ်ဒါဟာသူတို့ရဲ့လွက်ချုံမှုဖြစ်ပါတယ်ဒီနေ့ခေတ်ကျွန်တော်တို့လည်းပဲပြန်ပြီးဆန်းစစ်ကြရပါလိမ့်မယ်ကိုကျင့်ဝတ်ကျင့်ကြံနေတဲ့အာထုံနေတဲ့စ조사ပါဝင်နေတဲ့ဒီဝိပုကိုယ်ဝဲချင်းတွေမှာနောက်ဆုံးပန်းနိုင်ဖြစ်တဲ့ဖျားသခင်ကိုကိုဘလောက်တွေ့ရှိပြီလဲဘယ်လို့ တကယ်ကိုတိုင်ကိုကြပြန်လဲပြီးကျေးဇူးတင်မိနေသလားသူစီတကယ်ပဲကိုကိုရောက်နေပြီလားဆိုတော့ကိုပြန်မေးရမှာပဲဖြစ်ပါတယ်ဒီကြမ်းမိုက်ကိုဆက်ပြီးကြည့်မယ်ဆိုရင်လည်းပဲဒီကုသချင်းရရှိတဲ့ပုံကိုပြန်လဲကျေးဇူးတင်ဖို့ပြန်လှည့်လာတဲ့ပုံကိုကျေးဇူးတင်လိုက်ပြီဆိုတာနဲ့ရိုးရိုးတာမန်ခန္ဓာကိုယ်ရယောဂပြောက်ခွင်းခြင်းမှသည်ဝိညာဉ်အတ္တတာအသစ်ဖျားသခင်ကိုချင်းမွတ်တဲ့အတ္တတာအသစ်ကို အနှင်းလိုက်တာကို တွေ့ရပါတယ်ဖျားသခင်ကိုချင်မလို့ဆိုပြီးသခင်စုညွှန်ကြားထားတဲ့တဆင့်အမြင့်တင်ထားပေးတာကိုတွေ့ရပါတယ်နောက်တဆင့်ထပ်မြင့်တင်ထားပေးကြတာကတော့တင့်ရဲ့ယုံကြည်ခြင်းဟာတင့်ကိုကဲ့တင်လေပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်ယေရုသမန်ခန္ဓာကိုယ်ယောဂပြောက်ကင်းတဲ့အဆင့်မဟုတ်တော့ပဲဝိညာဉ်ရော ကိုယ်စိတ်နှလုံးသုံးပါးကဲ့တင်ခြင်းရရှိပြီဆိုတဲ့အချက်ပဲဖြစ်ပါတော့တယ် ဒါကြောင့်ကျွန်တော်တို့ကျေးဇူးတင်ရတာဒီအကြောင်းရင်းမှဖြစ်ပါတယ်လူကျင့်ဝတ်ကြောင့်ယဉ်ကျေးမှုအရာတာဝန်ရှိလို့ကျေးဇူးတင်တယ်ဆိုတာမျိုးထပ်ပို့ပါတယ်ကျွန်တော်တို့ယုံကြည်သူတွေကျေးဇူးတင်ရမှာကဖျားသခင်နဲ့အဆက်အသွယ်ရဖို့ကျေးဇူးတင်ခြင်းဖြစ်ပါတယ်ယုံကြည်ခြင်းဒါနေပြီးတဆင့်ကဲတင်ခြင်းရဖို့ကျေးဇူးတင်ခြင်းဖြစ်ပါတယ်ဖျားသခင်ကိုချင်းမို့ကျေးဇူးတင်ကြခြင်းသာလျှင်ဖြစ်ပါတယ်ဓမ္မကျမ်းဓမ္မဟောင်းကျမ်းကိုကြည့်မယ်ဆိုရင်လည်းနာမဟာတလို့ပဲဖြစ်ပါတယ် သူကုသပြကွင်းရင်ရရှိပြီပြန်လဲကျေးဇူးတင်လိုက်ခြင်းကြောင့်ခန္ဓာကိုယ်ကျမ်းမာခြင်းမသည် အသစ်သောစိတ်ဝိညာဉ်ပုံကိုတည်ရှိမှုကိုသူကရရှိလိုက်ပြီဘာဖြစ်လို့လဲဆိုရင်ဖျားသခင်ကိုသူကတွေ့လိုက်ပြီစစ်မှန်တဲ့ဖျားဟာဓမ္မပဲရှိပါလားဆိုတာကိုတွေ့လိုက်ပြီဖြစ်ပါတယ်သူရဲ့ကုသပြကွင်းခြင်းအတွက် Prophet Elisha ကိုသူကလက်ဆောင်ပေးဖို့တောင်းဆိုပါတယ် Elisha ကဘာမှလက်မခံဘူး ငါဟာအစေခံတတ်တပဲဖြစ်တယ်အစေခံမှုပဲဖြစ်တယ်ဆိုတာကို ပြောတော့နာမန်ကနေပြီးတော့နောက်တစ်ဆင့်ဖျားကို တွေ့လာတာပဲဖြစ်ပါတယ်ဒီဖြစ်ပြမှာလဲကျေးဇူးတင်ခြင်းကနေတစ်ဆင့်ပိုပြီးမြင့်တဲ့အဆင့်ကို ရောက်ရှိသွားတာကိုတွေ့ရပါတယ်ဒါကြောင့်ကျေးဇူးတင်ခြင်းဟာဖျားသခင်ကိုအဆက်အသွယ်ပြုလိုက်ခြင်းဖြစ်တယ်ကျေးဇူးတင်ခြင်းဟာဖျားသခင်ကိုချီးမွမ်းခွင့်ရလိုက်ခြင်းဖြစ်တယ်ကျေးဇူးတင်ခြင်းဟာယုံကြည်ခြင်းအပြင်ကယ်တင်ခြင်း ရရအကြောင်းဖြစ်ပါတော့တယ်။ဒါကြောင့်ကုမနဖတ်တဲ့ဒုတိယကျမ်းစကင်းတိမတိမှာလည်းပဲစိန်ဘောဘာပြောထားသလိုဆိုရင်သူ့ကိုညှင်းပယ်ရင်သူကလည်းငါတို့ကိုညှင်းပယ်မယ်ဆိုတာဒါပဲဖြစ်ပါတယ်။ပြန်လဲကျေးဇူးတင်ခြင်းဟာသူ့ကိုမညှင်းပယ်ပဲလက်ခံလိုက်ခြင်းဖြစ်တယ်။ဒီဟာကသူကနေကျွန်တော်တို့ကိုတခါတဆင့်လက်ခံလိုက်ခြင်းပြန်ဖြစ်နေပါတယ်။ဒါကြောင့်ကျေးဇူးတင်ခြင်းဆိုတာအရေးကြီးပါတယ်။ယိုယို ethical moral level လူကျင့်ဝတ်အရာကျေးဇူးတင်ခြင်းမျိုးမဟုတ်ပဲ spiritual ဝိညာဉ်ရေးရပုံကိုတစ်ခုလုံးနဲ့ကျေးဇူးတင်ခြင်းအဖြစ်ဖျားသခင်၌ထိတ်တိုက် တွေ့ရှိနိုင်တဲ့အဆင့်တွေ့ရှိနိုင်တဲ့အခွင့်အရေးကဲတင်ခြင်းဆိုတဲ့အရာကြီးကိုရရှိပိုင်ဆိုင်ကဖျားသခင်ကိုထာဝရထာဝရချီးမွမ်းနိုင်ချက်အခွင့်အရေးရဲ့အစာပဲဖြစ်ပါတော့တယ်ဖျားသခင်အားကျေးဇူးတင်ခြင်းအဖြစ် နောက်တစ်ဆင့်တခါချင်းမွန်နိုင်ခြင်းအခွင့်အရေးရရှိပြီးကဲတင်ခြင်းကိုရရှိပိုင်ဆိုင်ကြပါစို့ဖျားသခင်အားယေရှုတင်ပါသည် Deo gracias